ကြောင်ဇတိုက်ပြောနေရများပြီဆိုတော့ဒီတစ်ခေါက်ကိုကက်ချက်ပစ္စည်းအကြောင်းပြောကြည့်အောင်ဖုန်းနေမှာဆိုရင် try 4တို့ honorable phone တို့ဖြုတ်လို့တက်လို့ရတဲ့ CNF တို့ Realme တို့လိုဒီဇိုင်းထူးထူးဆန်းဆန်းတွေအပြင် coffee နဲ့တင်းတင်းလေးရတဲ့ CV5 Pro လိုထူးထူးဆန်းဖုန်းတွေလည်းရှိအဲ့လိုပဲ Riot ကဒီနေ့မှာ idea ထူးထူးဆန်းနဲ့ ကကြပီစီအကြောင်းပြောပြပရမောက်ဆုံးတစ်ခုကအစားအစားရမြန်တဲ့သူတွေအတွက်ရည်ရွယ်ပြီးထုတ်ခဲ့တဲ့ Bluetooth ခရင်ဒီကောင်ကို Happy 4 Look ခေါ်ပြီး2013ခုနှစ်မှာ Happy Lab ကနေထုတ်ခဲ့တာသူ့ရဲ့ function ကကိုအစားအစားရမြန်တဲ့ခါမှာ vibrate နဲ့သတိပေးတာသူ့မှာ sensor ပါပြီးတော့ကိုစားတဲ့တလုံးစီတာကိုသူကသိနေမှာဥမာဒါတို့ခုအသားသလုံးတည်တည်လေးကိုခရင်နဲ့ထိုးပြီးတော့စားလိုက်တယ်စားလိုက်တဲ့ခါမှာမကုံသေးဘဲနဲ့နောက်တစ်လုံးထပ်သွင်းမယ်ဆိုရင် vibrate နဲ့ ဝင်နေပြီးမှပြီးတော့ဖုန်းထဲမှာရှိရဲ့သူ့ရဲ့ app ထဲမှာလဲကိုတလုံးနဲ့တလုံးဘလောက်ချားလဲပြီးတော့ဘယ်နှလုံးစားလိုက်လဲကိုစားတဲ့အစားအသောက်တွေကဘာလဲဆိုတာကိုပါပြန် track လုပ်လို့ရမယ်လို့လည်းပြောထားတယ်။ဒီခင်းရဲ့ battery ကလည်းပုံမဲ့သုံးမယ်ဆိုရင်နှစ်ပတ်လောက်ခံတာဆိုတော့အစားအသောက်ချက်ပြုတ်ရတဲ့အပြင်ကိုဒီခင်းကိုအားသွင်းရမယ့်အလုပ်တစ်ခုပါပို့သွားတာပေါ့။ဈေးနီးနေကတော့ဒေါ်လာ100ဝန်းကျင်နဲ့ထွက်ခဲ့လို့လည်းတွေ့ရတယ်။ ။နောက်တစ်ခုကလည်း Leverage Source ဘုံကိုခေါ်တဲ့ ESS ဆုံးပဲ။ဒီကောင်က2024ရာမှာ Kirin Company ကနေထုတ်ထားတဲ့တကယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့ဇုံးလို့ပြောရမယ်။ဘာလို့လဲဆိုတော့နာမည်တိုင်းပဲရှာရဲ့အရသာအဖို့လေးတွေမှာလျှက်စစ်ချိန်နှုန်းနဲ့အငွေရသာဖန်တီးပေးတာ။ဆိုတော့အငွေရင်းစားတဲ့3အတွက်ဆိုလဲကျန်းမာရေးညီညွတ်တယ်လို့ပေါ့ တဲ့အစားအစာတွေစားတဲ့နေရာမှာလဲစားတဲ့စရာမလိုဘဲနဲ့ဒီဇုံးနဲ့ဆိုရင်လုံးဝကွက်တီပဲအငယ်ရတာကိုလှုံ့ဆော်တဲ့နေရာမှာဒီဇုံးနဲ့စားမယ်ဆိုရင်ဇုံးဒိတ်ကနေ0.1 to 0.5 milliampere ရှိတယ်လျှက်စီလေးနဲ့လုံးဆောင်ပေးပါအငယ်ရတာကိုလည်းတစ်စခွဲကနေ2စ3စရွေးချယ်လို့ရတဲ့အပြင်ဒီတိုင်းရိုးရိုးဇုံးအနေနဲ့လည်းသုံးလို့ရသေးရဲ့ ဒီဇုံကိုမထုတ်ခင်မှာတေချာ resource လောက်ထားတွေ့ရတယ်အသက်၄၀နေ65အတွင်းမှာရှိတဲ့အငန်း short ဆားနေတဲ့လူ32ယောက်ကိုဒီ electric source နီးပညာနဲ့စမ်းသပ်တဲ့အခါမှာ29ယောက်လောက်ကအငန်းရတာကိုပုံပြီးခံစားရတယ်ဆိုပြီးအဖြေထွက်ခဲ့တယ်ဒီဇုံနေကိုဟင်းနေသမီးကျော်တွေအပြင်ခောက်ဆွဲတွေရာမန်တို့လိုမျိုးအစားအစာမျိုးစုံတွေပါပါတုံးလို့ရတယ်ဆိုတော့ပထမပြောထားတယ် ခရင်နဲ့ဒီစုံးနဲ့တာပေါင်းပြီးစားမယ်ဆိုရင်အစာလဲကြည်တယ်လို့သွေးတိုးတာကိုလည်းကာဝယ်ပြီးသားတော့ဖြစ်သွားပါပေါ့အဲ့တော့ဒီလိုကျန်းမာရေးနဲ့ညီညွတ်တဲ့ဇုံးလေးရဲ့ဈေးကဂျပန်ရဲ့1980ဒေါ်လာနဲ့ဆိုရင်125လောက်ရှိရယ်ကမ္ဘီဘက်ကပြောထားတာကဒီ electric sauce နည်းပညာသုံးထားတဲ့ပကံလုံးတွေတူတွေကိုပါထုတ်ဖို့ရှိရယ်ဆိုပြီးတော့ပြောထားရည်လဲတွေ့ရတယ်နောက်ဆုံးတစ်ခုက Ecuadori Coffee တွေကိုအရန်ဆွဲလဲနေတဲ့လူတွေအတွက်ရည်ရွယ်ပြီးထုတ်ထားတဲ့ကကြက်လေးတစ်ခုဒီကောင်းရလုံးလုံးပုံက3မိသူရဲ့ညာဘက်နှစ် ချင်းနားနဲ့နားအနောက်ဘက်မှာ3ကံပုံစံပလတ်စတစ်ပြားလေးနှစ်ခုကပ်ပြီးတော့မှအလက်ထရိုထုတ်ပေးရ။သူ့ရဲ့အဓိကကအုံနှောင်းစီကိုသွားတာမဟုတ်ဘဲနဲ့မျက်နှာနဲ့လယ်ဘေးမှာရှိနေတဲ့ nerve ကြောလေးကိုအဓိကတာဂက်ထားပြီးတော့ stimulate လုပ်ပေးရ။ဒီကောင်ကလည်းပဲဖုန်းရဲ့ app ကနေ bluetooth နဲ့ချိတ်ပြီးတော့ voice အသုံးမျိုးလောက်ရွေးလို့ရတယ်။ တက်တက်ကြွကြွ energy vibe မျိုးလားအေးစစ်စစ်တီတီငြိမ်တဲ့ခမ်းမှုလားဆိုပြီးကိုရွေးချယ်တဲ့ပုံမှာမူတည်ပြီးတော့ electric line နေနဲ့ဒီ nerve ကြောလေးကို stimulate လုပ်ပေးရလို့လည်းပြောထားတယ်။ Tammy ဘက်ကပြောထားတာကတော့ဒီလိုတစ်ခါတစ်ခါ stimulate လုပ်ဖို့ကို10မိနစ်လောက်ကြာပြီးတော့ effect ကတော့45မိနစ်လောက်ခံတယ်လို့ပြောတယ်။ကြည့်ရတာတော့ဒီကောင်ကတိတ်ပြီးတော့အလုပ်ဖြစ်မဲ့ပုံမပေါ်သလိုပဲ။ဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်လူပေါင်း3000ကျော်ကိုစမ်းကြည့်တဲ့အခါမှာ3ပုံပုံ2ပုံလောက်ကဘာထူးခြားမှုမှမခံစားရဘူးဆိုပြီးတော့ ော့ result တွေလည်းတွေ့ရတယ်။ဒါကတော့ Rai ရောအမြဲတမ်းကြုံတွေ့နေကြမဟုတ်တဲ့ True စစံ gadget တွေကြောင့်ပြောပြသွားတာ။အခုကြည့်နေတဲ့သူတွေရောကိုကြုံမှုတဲ့ gadget အစမ်းလေးရှိရဆိုရင်ခေါင်းမှာပြောသားပေးပါဦး။ Rai ပါ။နောက်ထပ်ဆက်ပြီးကြအောင်တဲ့ video နဲ့တူပြန်လာခဲ့ပါမယ်။